2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကနေ23ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှတိမ်တင့်တင့်မှတိမ်ထူတက်နိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဘက်မှလေပြင်းရနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဘက်မှလေပြင်းရနဲ့ရေဝန်ဖြစ်ပေါ်နိုင်တာကြောင့် နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတစ်ချုံရွာနေပါတယ်အချိန်ကာမဟုတ်မိုးရွာသွန်းမှုများကြောင့်မိုးစွားရိပ်သိမ်းချိန်တွင်အဖြတ်မိုးဖြင့်ကြုံတွေ့နိုင်ပါကြောင်းအသိပေးအပ်ပါတယ်မြူအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ဝက်လုံးတွင်မြူများကြာဆင်းနိုင်ပါတယ် နေလိုက်တပတ်စာမူလဝဒအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့အတွက်မူလဝဒခံမှန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်းတင်းမှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျွန်းပေါ်ဒေသများနဲ့မုတ်တမောက်ခွေဘက်မှာလေဟာအရှိတ်ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအင်းငယ်မှလိုင်းအသင့်တင်ရှိနိုင်ပါသေး မိုးအချိန်ဒီမှာတော့မန္တလေးတိုင်းမကွေးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်နီပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးတိုက်ချုံရွာနိုင်ပါတယ်။နေပြည်တော်စကိုင်းတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။ ယူချေနေမှာတော့နေပြည်တော်စကိုင်းတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။နိုဝင်ဘာလ18ရက်နေ့အတွက်မူလီဝဒကမန်ချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဘက်မှာတိမ်အင့်တင့်မှတိမ်ထူထပ်နိုင်ပါတယ်။ ပင်လယ်ပြင်ခြေနေမှာတော့တနင်္သာရီကန်ယိုရန်ရခိုင်ကန်ယိုရန်မြဝကျွန်းပေါ်ဒေသနဲ့မုတ်တမောက်ခွေဘက်မှာလေဟာအရှိဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအင်းငယ်မှလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။မိုးခြေနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်း တနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။ယူချီနေမှာတော့စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။ နိုဝင်ဘာလ19ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ခြေနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်သင့်တင်းမှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့မြမကန်ယိုရန်တလျှောက်နဲ့ကန်လုံပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လီပင်များကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လီပင်ကြစဉ်ရေပြင်းမြေပြင်လေဟာအရှိတ်ဘက်ကနေတနာယီကို25မိုင်ကနေ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ ိုးချိန်မှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။မြူးချိန်မှာတော့မြန်မာနိုင်ငံတဝန်းလုံးတွင်မြူးကြဆဲမှုလျော့နေနိုင်ပါတယ်။ နိုဝင်ဘာလ20ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်တင်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယိုရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိတ်ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချိန်တွေမှာတော့နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနေပါတယ်။မြူးချိန်တွေမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်မြူးကြဆင်းမှုလျော့နေနိုင်ပါတယ်။ နိုဝင်ဘာလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်ော်ချင်းနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်ဘက်မှာဒိန်သင်းတင်းမှာတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချီနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတိကျုံရွာနိုင်ပြီးပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးတိကျုံရွာနိုင်ပါတယ်။ရန်ကုန်တိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဘက်မှာတိမ်အထင်တင့်ဖြစ်ထွန်းနိုင်ပါတယ်။မြူချီနေမှာတော့ ရန်ကုန်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာမြို့များထူထပ်စွာကျဆင်းနိုင်ပါတယ်။နိုဝင်ဘာလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်ော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်ဘက်မှာတိမ်တင့်တင့်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့မြမကန်ယူရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လီပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနာယီကို25မိုင်ကနေ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးချိန်ဒီမှာတော့နေပြည်တော်မကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတိတ်ချုံရွာနိုင်ပြီးသခိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာနေရာကွက်ကြားမိုးတိတ်ချုံရွာနိုင်ပါတယ်။ ရန်ကုန်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာတိမ်အထင်တင့်ဖြစ်ထွန်းနိုင်ပါတယ်။မြူးချင်းနေမှာတော့ရန်ကုန်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာမြူးများထူထပ်စွာကျဆင်းနိုင်ပါတယ်။နိုဝင်ဘာလ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်တင့်မှတိမ်ထူထပ်နိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကန်ယူတန်းရခိုင်ကန်ယူတန်းမြို့ဝကျွန်းပေါ်ဒေသနဲ့မုတ်တမကွိဘက်မှာလေဟာအရှိဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှလိုင်းတင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်မကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာကျကျမိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ ရန်ကုန်တိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဘက်မှာတိမ်သင့်တင့်ဖြစ်ထွန်းနိုင်ပါတယ်။မြူချေနေမှာတော့ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်ခင်ဗျာ။